hello hello macOS ရဲ့ disk utility က SSD ရဲ့ format နဲ့ directory structure မှာရှိတဲ့အမှားတွေကိုရှာပြီးပြင်ပေးနိုင်ပါတယ်။အမှားတွေရှိနေရင်တင်းရဲ့ mac ကိုသုံးတဲ့အခါမမျော်လင့်တဲ့ပြဿနာတွေကြုံရနိုင်ပြီးတော့ပိုဆိုးတဲ့အမှားတွေဆိုရင်တော့တင်းရဲ့ mac ကိုလုံးဝဖွင့်လို့မရအောင်တော့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် storage device မှာပြဿနာတွေရှိနေလားဆိုတော့ disk utility ကိုသုံးပြီးတော့ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။တကယ်လို့တွေးခဲ့တဲ့ဆိုရင်အလိုလျောက်ပြင်ပေးမှာပါ။ storage device ကိုစစ်ဆေးဖို့အတွက်ဆိုရင်စင်တင်နေတဲ့ this utility app ကိုဖွင့်လိုက်ပါဗျာဒီလိုလေးပေါ်လာပြီဆိုရင်ဘယ်ဘက်ချမ်းရဲ့အပေါ်ဆုံးမှာ internet session ဆိုတာရှိပါတယ်အဲ့ဒီ internet session ရဲ့အောက်က main ssd ပေါ်မှာ right click နေပြီးတော့ run first aid ကိုနေပြီးတော့ run ကိုနေလိုက်ပါဗျာ facet gate ကို run ပြီးသွားတဲ့အချိန်မှာနောက်ဆုံးအစိမ်းအောင်မန်ဂျီလေးပြလာခဲ့ရင်တော့ပြဿနာမရှိတာကြောင့်ဆက်ချလက်ချဆက်ပြီးတော့သုံးနိုင်ပါတယ်ဒီနီလန်ကိုကိုက second hand macbook တွေဝယ်တဲ့အခါမှာလည်းကိုဝယ်မဲ့ macbook ရဲ့ storage device ကပြဿနာရှိနေလားဆိုတော့ဒီ disk utility ကိုသုံးပြီးတော့စစ်စစ်တင်ပါတယ်